ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆက်ရေးသားထားတဲ့တာအေးနှစ်ကဝေပြန်ခင်မီအပိုင်းနှစ်ကိုတင်ဆက်ပေးကြပါမယ်။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်။ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေ။ မိုင်းညို့နေတဲ့မိုးသားတိမ်လေးတည်းကိုကြည့်ရင်းနဲ့လူရတယောက်ထမ်းမင်ကောင်ရွာရဲ့လှဲလမ်းမှာလမ်းလျှောက်လို့နေပါတယ်။မကြမီမိုးများရွာလာတော့မယ်ဟန်ရှိရာကြောင့်သူကခက်မြန်မြန်လမ်းလျှောက်ပြီးမယ်လေမိုးသည်မိုးပေါများစတင်ပြိုကျလာပြီးဖြစ်တဲ့အတွက်အပြေးတစ်ပိုင်းနဲ့သွားနေတဲ့ချိန်သူ့ရဲ့နောက်ကနေခေါ်တန်းကြတာကြောင့်လဲကြည့်လိုက်ပါတယ်။မိန်းကလေးတယောက်ကသူ့ကိုလှမ်းပြီးတော့ခေါ်လာတွေ့လိုက်ရပါတယ်။ကိုသားအေးလာလာကျွတ်တို့အရာပုံနေတယ်တော်တော်ကြမိုးကကြီးတော့မှာ။အော်လင်းရွယ်ပဲလာပြီလာပြီ။ ရွာအဝင်လမ်းမှာဖြစ်တဲ့အတွက်လင်းရွယ်လိုအိမ်နဲ့မဝေးတာကိုအခုမှတာအေးတတိထားမိခြင်းဖြစ်ပါတယ်။အဲအကြောင်းသူကလင်းရွယ်နောက်ကိုခက်မြမြလိုက်သွားလိုက်ပါတယ်။သူတို့နှစ်ယောက်အိမ်ရောက်ကိုရောက်ကြနဲ့အချိန်ကြိုက်ပဲမိုးတဲထန်စွာရွာချလာပါတယ်။မိုးကလည်းဗျာအချိန်မဟုတ်အခါမဟုတ်။ဟုတ်ပါ။တနေ့ကိုတာအေးကြားစုရွာနေပြန်လာလား။ဟုတ်တယ်။အမခင်မြအလုပ်တစ်ခုခိုင်းလိုက်လို့လေ။ဟုတ်လားဗာအလုပ်လေ။ဟိုနေ့ကလင်းရွယ်ရန်ရှာတဲ့ညရာလေးမှတ်မိလား။ အောင်လဲဆရာမြရလားဟုတ်တယ်။ तू ကကျုံနေဆရာတူရဲပေါ့ဗျာ။အခုကျုံဆရာနဲ့အမခင်မယားသူ့နှိမ့်နှိမ့်ခိုင်းလိုက်လို့လေ။ဟုတ်လား။ဇာစိုးရသခင်မနှိမ့်နှိမ့်ခိုင်းလိုက်တယ်ဆိုတော့မြရဆိုတဲ့ကောင်ပြေးမလွတ်ပါဘူး။ကိုတိုင်းနဲ့အတူတခြားရောဘသူတွေပါသေးလဲ။ဗျာဟိုဘာဟောပြောတာလဲ။မြရရောတက်ခဲမဲ့သူတွေပြောတာလေ။ဇာစိုးရအမတွေပါလာလို့မပါပါဘူးဗျာ။ကျုံကြောက်သေးပဲသူ့ကိုလိုက်ရှာပြောနှိမ့်နှင်းမှာ။ကိုတိုင်းအဆင်ပြေပါမလား။ဟိုတခုခုဖြစ်မှဖြစ် လေးနှွေကသူ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေအရာတွေပြောထွက်သွားပါတယ်။ဒိုင်းမေတာအေးကတော့ရိုးရိုးတနက်နာတွေးတက်တဲ့သူမျိုးတော်သေးရဲ့လို့ဆိုရပါလိမ့်မယ်။ကျုပ်တက်ကတော့မပူဆမ်းပါနဲ့ဗျာ။ညရဆိုတာကျုပ်တက်တော့ငေးနိုင်ပါဗျ။ထိုင်မဲ့ပေါ်လို့တော့မဖြစ်ဘူးနော်။ညရာတိတ်ပြီးတော့ကောက်ချက်တာ။စိတ်မပူပါနဲ့။တနေ့အကြီးရောဘဲသွားတော့။အမေကတာဝန်းရဆော်လောင်းကိုလှူအပ်ပေးသွားတယ်လေ။လင်းရွယ်ရဲ့စကားကြောင့်တာအေးအတော်အံ့ဩသွားတယ်။ အကြောင်းကတော့ကဝေပညာတဲ့တွေဖြစ်နေပြီးတော့သူတို့နဲ့လုံးဝမသက်ဆိုင်တဲ့အလုံမှာဘာသာရေးအလုံးလို့ခံယူထားတာကြောင့်မသူအဲ့လိုအန်အော်ရာတတိထားမြေလင်းတွေဟာရင်းနှွေးချံအိုရယာရင်းနှွေးချံကိုပကတ်လုံးနဲ့ငှဲ့ထိန်စကားဆိုလာပါတယ်ကိုတိုင်ကအမေအခုလိုလောက်တာတွေအသေးပဲမရှိလို့ထင်နေမှာပေါ့ဟုတ်တယ်ကိုတိုင်လည်းသိမှာပါတချို့ကဒီပညာတွေကိုမလို့ချင်ပေမဲ့ရခဲ့ရဲဆိုတာလေဝမ်းနှွေးပါတာကိုပြောရမလားဟုတ်တယ် ကျုပ်တို့ကဝမ်းနည်းဆုံးတွေလေဒီပညာတွေမလိုချင်ပေမဲ့ရလာခဲ့တယ်။စွန့်ပစ်ဖို့ကလည်းမလွယ်တော့ဘူးလက်ခံထားရတယ်။ဒါပေမဲ့ကျမတို့စိတ်ကသူများတွေလိုရိုးရိုးတာမန်လူတွေပဲဖြစ်ချင်ကြတာ။အော်ကျုပ်သဘောပေါက်ပြီ။လင်းတွေကပညာဆုံးချင်တာလား။ကျုပ်ကူညီပေးမယ်လေ။တခင်မအခွင့်ပြုမယ်မထင်ပါဘူးကျမတို့ဒီမှာနေဖို့အခွင့်အရေးပေးထားတာပဲတခင်မကျေးဇူးတွေကများလာပါပြီအဲ့ဒါကိုကြုံနာမလဲတာပဲကြားစိုးရွာပညာတွေဘယ်လိုလုပ်ရောက်နေရလဲအကုန်လုံးကလည်းကဝေတွေကြီးပဲ ကျုပ်မိတိုင်းလည်းဘသူကမှမဖြေကြဘူး။အာကျုပ်သိကြတယ်ဗျ။ကြားစိုးရမှာဘလို့ဖြစ်ပြီးတော့ကိုဝေရီကြီးစုနေရလဲ။အဲ့ဒါလေးနွယ်တိလား။တာအေးရဲ့အမေကိုလေးနွယ်ကခေါင်းလေးရံပြီးမတိကြောင်ဖြေပါရယ်။ညမကြတော့ချိန်မှာတော့မိုးလေတိတ်သွားပြီးဖြစ်တဲ့အတွက်တာအေးကတန်ရမထိုင်နေရနဲ့မတက်ထားရလိုက်ပြီး"ကဲလေးနွယ်ကျုပ်သွားလိုက်အောင်မယ်ဗျ။ဖဲသွားမှလဲ။နွယ်နွယ်တို့အိမ်ကိုလေ။"တာအေးအဲ့လိုပြောပြီးထွက်ခွာသွားပါရယ်။ နောက်ကိုတော့ပြန်ပြီးတော့လှည့်ကြည့်လာတဲ့တာအေကိုအိမ်အောက်မှာကျန်နေတဲ့ကိုဝေပြိုမလေးလေးတွေငေးကြည့်ရင်သာကျန်နေခဲ့ရပါတယ်တာအေတောင်ဦးတန်နိုင်ရဲ့အိမ်ကိုသွားနေရင်သူ့ရဲ့စိတ်ထဲမှာညရာရဲ့အကြောင်းယုတ်ကြီးဆိုသလိုပေါ်လာတယ်သောတာနဲ့အာလန်ပညာသည်များရောက်နှိမ့်နေပြီကမှသူဝါဒနာပါတဲ့အရာကိုလုံးဝတံပေးလိုက်မယ်လို့တွေးပြီးလှမ်းနေတဲ့ခြေလက်ကိုယုတ်ချရလိုက်ပြီးလင်းရွယ်ရဲ့အိမ်ယူသားနောက်ကျပြန်လှည့်လိုက်ပါတယ် သူပဲရောက်တဲ့ချိန်မှာတော့လင်းတွေကအင်းအောက်မှာစံပြနေပြီးမထမတ်ပဲသူ့ကိုပြန်ပြီးတော့မြင်လိုက်ရတဲ့အတွက်အထူးစံဖြစ်ကမေးမြန်းလို့လာပါတယ်။ကိုသားကြီးနွေနွေရောအိမ်ကိုသွားမလို့ဆို။အစတော့သွားမလို့ပဲဗျ။သူ့မွေးထားတဲ့ကြက်ဖတ်တကောင်ကအမွေးတောင်တိတ်ကောင်းတာ။အဲ့ကောင်လေးကိုခွက်လက်လေးပြကြည့်မလို့လေ။တာအေးရဲ့စကားကြောင့်လင်းတွေတောင်သူမရဲ့စိတ်ထဲကနေပြုံးလိုက်မိတယ်။ ူမထင်ရတော့တာအေးရနွယ်နွယ်တွေ့ကျင်လို့သွားတယ်လို့တွေးပြီးအခုတော့တာအေးရနွယ်နွယ်မွေးထားတဲ့ချက်ဖာကိုခလက်ကြည့်ကျင်တာကြောင့်သာသွားချင်းဖြစ်နေရဲ့လေစံပြိုင်ရင်အမှတ်မထင် ပြုံးမိသွားတဲ့လေးနွယ်ကြောင့်တာအေးရလေးနွယ်ဘာဖြစ်လို့လဲဗျဘာဖြစ်ပါ့ဦးစံပြိုင်ရင်ပြုံးနေလို့လေအဲ့ဒါဟိုကလေလေးနွယ်ဘလို့ပြောရမှန်းမသိဖြစ်နေတဲ့ချိန်တာအေးရဆက်ပြီးစကားဆိုပါတယ်ကျုပ်အရေးလာကိုစောင့်ကြလို့စောင့်လို့ရလားရပါတယ်ဘာဖြစ်လို့လဲကိုသားကြီး ။မြန်ရဆိုတဲ့ကောင်ဘမရှာလို့ရမယ်သိကျင်လို့လေ။အဲ့အရာအမေကိုမေးကြည့်မှပဲသိမယ်ထင်တယ်။အမေကတော့တရင်ကြားတော့ပါရဲ့။ဒါနဲ့သခင်မနဲ့ကိုသားအေးဆရာတွေကိုမမေးခဲ့ဘူးလား။အေးဗျာကျုပ်လည်းမမေးခဲ့မိဘူး။တို့ကကျုပ်ကိုရုံလို့တာဝန်ပေးတာလေ။မြန်ရရှိတဲ့နေရာလေးအောင်ကိုဘသာမစုံစမ်းကြုံဆိုပြီးတော့ထင်မှဆိုလို့လေ။အဲ့ဒါလည်းဟုတ်တာပဲ။ကဲကဲဒီမှာဆောက်ကျုပ်ကိုသားရဲ့အတွက်ထမင်းပို့ချက်လိုက်မယ်။ဟာရပါရဲ့ဗျာ။အာနာဆရာကြီးဘာဟင်းတော့ တာအေးရဲ့ခနောင်နော့စကားကြောင့်လင်းရွယ်ပြောင်းလိုက်မိတယ်။အဲ့နောက်သူမှတိုင်းအောင်ဆရာနေမတက်ထားရလိုက်ပြီ။ကိုတာအေးကဘာဟင်းစားကြလို့လဲ။ကျုပ်ငငယ်ရဲကကြိုက်တာဝတားဟင်းပြ။ကျုပ်တို့ငငယ်တော်ကတငယ်ချင်းတောင်းအောင်ရှိရလေ။အတူနေကြတာ။ဝတားချက်တဲ့နေဆိုရင်ကျုပ်တို့တွေအပြောဆုံးပဲ။တာအေးကအဲ့လိုပြောပြီးရဲ့နောက်မှာနောက်ထပ်ဘာစကားမှမပြောတော့ပဲငြိမ်သက်လို့သွားတယ်။သူ့ရဲ့မျက်ဝန်းမှာတော့လွမ်းဆွေးနေတဲ့အရှိန်အဟုန်တွေအထင်သာ။လေးနေရလဲတာအေးကိုပြုံးကြည့်ပြီး ကိုသားအေးရတော့တကယ်ကိုကန့်ကောင်းတာပဲဒီနေ့ရွာမှာဝတ်ပေါ်လို့ကျုပ်တပိတ်သားကြီးများတော့ဝယ်ထားတာတကယ်တကယ်ပေါ့ရှင်ကဲကဲအေးရမှာစောင့်နေပြီးတော့နော်ကျုပ်ထမင်းချက်ပြရနဲ့ထမင်းတန်းကျွေးမယ်ကျုပ်ဘာကူလုပ်ပေးရအောင်လဲရရရရရင်းနှီးကြလေးသားတောက်နေပြည့်ရင်တော့တုံးလုံးလှဲနေပေါ့တာအေးလေလင်းရွယ်စကားအသိမပြုပြီးကောင်းကြီးပြလိုက်တယ်အဲ့နောက်သူကတန်ရအောင်သွားပြီးရင်းနှီးကြတောက်နေလိုက်ပါတယ်မောင်တာအေးပြပြအော်အကြီးပြန်ရောက်ပြီလား ဟုတ်တယ်။မိုးရွာနေလို့ပြန်မလာပြည့်တရလေ။မင်းမလေးနွယ်ရော။လေးနွယ်ထမင်းဟင်းချက်နေရဲ့။ကျောက်ကဒီမှာထိုင်ပြီးအရေးကိုစောင့်နေရ။ပြင်းနာနေတုံးလုံးလှဲနေရ။အရေးကိုစောင့်နေရဟုတ်လား။ဘာဖြစ်လို့များလဲကွ။အလုံးအိမ်ကနေပြန်လာတဲ့အရှိကအိမ်အောက်တရားမှာအိမ်နေတဲ့တာအီနဲ့စကားပြောဆိုနေကြမှာ။အိနာတအီကတရားမှလှိနေရတဲ့ထထိုင်လိုက်ပြီးသူမသိလို့တဲ့အကြောင်းအရာတွေပြောပြလိုက်ပါတယ် ီလိုအကြီးရဲ့ကျုပ်ကိုကျုပ်ဆရာနဲ့အမခင်မရတာဝန်တစ်ခုပေးထားတယ်။အဲ့တာဝန်ကညရာဆိုတဲ့ကောင်နှိမ်နေရမှာ။ညရာဆိုတဲ့ကောင်ဘာမှရှိရဲဆိုတာကိုအကြီးများသိမလားလို့လေ။အော်မင်းကညရာနှိမ်နေရမှာကိုအဲ့ဒါဆိုရင်ဟန်ကြတာပဲ။လုံခဲ့တဲ့ရက်ကပဲတပြေစုရွာပညာသင်တယောက်ကအကြီးတို့လိုတည်င်းပေးတယ်။သူတို့ရောမှာအောက်လန်းဆရာတောင်ရောက်နေနာမည်ကမြရရဲလေသူကအောက်လန်းလို့မပြောဘဲနဲ့သူ့ကိုယ်သူအထက်လန်းဆရာဆိုပြီးတော့နေနေရတဲ့လေကျုပ်သဘောပေါက်ပြီအဲ့လိုကလေးကကြစ်ကြတဲ့ကောင်မြရအဆက်ပဲ ကလူတွေဘလောက်များဒုက္ခပေးုံလဲမသိဘူးကျုပ်လိုက်သွားလိုက်မယ်တပြေစုနော်အရှိဘယ်ဘက်ကိုသွားရတာလဲတို့ရတောင်ဘက်ကဖိုးလေးရွာကိုသိတယ်မလားအဲ့ရွာရောက်ရင်မေးလိုက်အဲ့ရွာရဲ့တောင်ဘက်ကိုဆက်သွားမှာဖိုးလေးရွာရောက်မှမေးကြည့်ပေါ့ဟုတ်ကဲ့အီအဲ့ဆိုကျုပ်သွားလိုက်အောင်မယ်ဗျာအလင်းလုံးနေတဲ့တာအေးကမြရာရှိရာနောက်ကိုလိုက်သွားမယ်ပြင်နေတဲ့ချိန်လေးနယ်တောင်အိမ်မွားနေခက်မြမြန်ဆင်လာပြီးတာအေးကိုကမန်းကရန်ခေါ်လိုက်ပါတယ်ကိုတာအေးနေပါဦးထမင်းဟစ်ချက်ပြီးထမင်းစားပြီးမှပဲသွား လင်းရွယ်ရဲ့စကားကြောင့်အရှိရလဲခေါင်းကိုညှိလိုက်ပြီးဟုတ်တာပဲကွထမင်းစားပြီးမှသွားထမင်းစားချိန်လဲရောက်နေပြီအရှိတော့တာမီညောင်စလုံးရဲ့စကားကြောင့်တာအေးအားထမင်းစားပြီးမှသွားမယ်လို့ဆုံးဖြတ်လိုက်ပြီးဟုတ်ကဲ့အဲ့ဒါဆိုလဲထမင်းစားပြီးမှပဲသွားတော့မယ်ဗျာကျွထမင်းသွားခုလိုက်မယ်လင်းရွယ်ကတာအေးကိုပြန်ပြလိုက်ပြီးခက်မြက်မြန်မဲ့အိမ်မော်တက်သွားတယ်ညမကြတဲ့ချိန်မှာတော့ထမင်းပကံနဲ့ဟင်းပကံတွေကိုအင်းအောင်စပွဲစီကိုခောက်တော့ခောက်ပြန်တည်နေပါတော့ဖိုးလေးရွာ နာမည်ခဆန်းဆန်းတဲ့ဖိုးလေးရွာကအင်ဂျီတရားမပြည့်တဲ့ရွာလေးတရားဖြစ်ပါတယ်ရွာသူရွာသားတွေကရွာထိပ်မှာရှိတဲ့အင်းမှာဖားရှာငါးရှာတဲ့အလုံနဲ့လက်ရဆိုက်ပြိုးတဲ့အလုံကိုလောက်ကင်ကြတယ်။အဲဒီရွာလေးကိုတအေးရောက်တဲ့ချိန်နေဆောင်နေပြီးဖြစ်ပါတယ်။အသေးမိတ်ဆွေလည်းမရှိအောင်ရွာပြင်စီရမှာသာအခုညကိုကုန်လွန်စင်မယ်လို့ဆုံးဖြတ်လိုက်ပြီးရွာထဲကိုဝင်လာလိုက်တယ်။ရွာဝင်လမ်းမှာတော့လူသုံးယောက်နဲ့လူကြောင်ရန်ဖြစ်နေအောင်တွေ့လိုက်ပြီးတယောက်တမားကိုသုံးယောက်အဖေကနေဝိုင်းဝန်းပြီးတော့ထိုးကြိတ်ကန်ကြောက်နေရ။ တာအီယာမတရားတော်မြင်ညီမနီတက်တာမှုပြဿနာဖြစ်နေတဲ့နေရာနာသွားပြီးထိုးကျိတ်နေတဲ့သူတွေကိုတားဆီးလိုက်ပါတယ်။ငါ့ကိုယ်တော့တော်ကြပါတော့ဗျာတော်ကြသေးသွားအောင်မယ်။တာအေးစကားကြောင့်ဝိုင်းဝန်းထိုးကျိတ်ကန်ကြောင်နေတဲ့သူတွေသူတို့ပြုတ်လုံနေတဲ့အရာတွေရက်တက်လိုက်ပြီးတာအေးကိုနားမလဲတဲ့ဟန်နဲ့ကြည်လာပြီးမင်းကဘယ်အကောင်လဲမင်းနဲ့ဘာဆိုင်လို့လဲဆိုင်တော့မဆိုင်ဘူးပေါ့ဗျာဒါပေမဲ့ခမားတို့ဝိုင်းလို့လို့ဟိုလူသေးသွားရင်ခမားတို့လည်းထောင်ကြမယ်ဟိုလူလည်းသေမယ်နှစ်ဖက်လုံးအကျိုးမရှိအောင်မူတားတာပါဗျာ ။ဒါအေးရဲ့ပြောစကားကြောင့်စိတ်တုံတဲ့လူတန်ရောကသူတို့ချင်းချင်းကြည်လိုက်ပြီးအေးဒီကောင်ပြောတာလည်းဟုတ်တာပဲ။အကောင်သိရင်လည်းတို့ပဲဒုက္ခရောက်မှာ။ဟုတ်တယ်။အဲ့ဆိုတော်တော့ကွာ။လောက်ဆိုဒီမသားလဲမှတ်လောက်သားလောက်ရှိလောက်ပြီ။အဲ့လိုချင်းချင်းပြောဆိုပြီးဒါအေးကိုကြည့်ပြီးလူတန်ရောနဲ့အသက်ကြီးဆုံးသောလူဟာစကားဆိုလာပြန်ပါလေ။မင်းကဘယ်အကောင်တော့ကွာ။ကျုပ်ကတပြေစို့သွားမလို့ပြ။ဒီရွာဖြတ်သွားတာ။เอ้ปิยอ่ารู้ตั๋วบิเมดีกาวเนี่ยขับเววินนี่จ้าล่ะดีกาวอ่ะลุเลยกะเล็งกะจิ သူတို့ထိုးကြိတ်ကန်ကြောက်ထားတာကြောင့်လဲကြနေလူလက်ညှိုးထုတ်ပြီးတာအေးကိုသတိပေးပြီးတော့ရွာထဲဝင်သွားကြပါတယ်။တာအေးကလမ်းပေါ်မှာခွေခွေလေးလဲကြနေတဲ့လူနာမှာထိုင်လိုက်ပြီးအခြေအနေကိုစူးစမ်းပြီးတော့အသံခတ်တိုးတိုးနဲ့ခေါ်လိုက်ပါတယ်။ဟေးလူဟေးလူခင်ဗျာရရဲ့လားမိုးလာနေပြီမကြခင်မိုးရွာတော့မှာအာကျုပ်လမ်းရှောက်လို့မရတော့ဘူးထင်တယ်မျက်နှာနဲ့နှာခေါင်းတို့ကနေသွေးတွေထွက်ပြီးတော့လဲကြနေတဲ့သူကအဲ့လိုပြောလာကြမှာ။ ဒီခါမှသာအေယာထိုင်ရနဲ့လူကိုတွဲထုပေးလိုက်ပြီ ကျိုးတော့မကျိုးသေးပါဘူးကျိုးခမအိမ်ကိုလိုက်ပို့ပေးမယ်သာအေယာအဲ့လိုစကားဆိုလိုက်ပြီးတော့အထိုးကျိတ်ခံထားတဲ့သူကိုတွဲထုလိုက်ပါတယ်ခမကျုပ်ကိုမိပြီးတော့လမ်းလျှောက်ကြည့်ရလားရတယ်ရတယ်ဒီလိုမျိုးတိုင်ရတွေကကျုပ်အတွက်စဉ်းစားရနေပါပြီဗျာစဉ်းစားရရင်လည်းပြီးတာပဲခမမျက်နှာမှာလည်းမြင်လို့လည်းမကောင်းသွေးတွေကြီးပဲตาเอียပြပြဆူဆူနဲ့သူ့လဲထားတဲ့လွေအေးကြီးတွေကအင်းကြီးတစ်ထည်ကိုထိုးယူပြီးအဲ့လူရဲ့မျက်နှာကိုတုပ်ပေးလိုက်ပါတယ် ဒီခါမှာတော့တရားရနေတဲ့သူရဲ့ရုပ်တည်အမှန်မြင်လိုက်ရတယ်။သူနဲ့တတူရွယ်သူခန့်ရှိမြဖြစ်ပြီးတော့ကြီးကောင်းတဲ့လူကြောင်လည်းဖြစ်တယ်။ဒါအေးကသူတွဲထားတဲ့သူကိုတစ်ချက်ကြည့်လိုက်ပြီးခမည်းမျက်နာစားပြီးတော့ရှောင်လာပြီးခမည်းအရာမြောက်သေးဘူးလား။အေးကကြက်ချုပ်လေးပါလေးထိုးထားမှတော်ကားကြမှထင်တယ်။ရှောက်တော့မယ်အဲ့လမ်းတိုင်းသွားမှလမ်းကတော့ဆိုးတယ်။ဒါအေးကထရန်ရထားတဲ့သူပြောတဲ့အတိုင်းသွားလိုက်ရမှမကြတဲ့ချိန်မှာတော့ရှုပ်နေအပြစ်ဖြစ်နေတဲ့လမ်းကိုတွေးလိုက်ရတယ်။ ဒီခါမှာတော့သူကစီထိုင်ဖနက်ကိုခါးကြထုတ်လိုက်ပြီးထံရရနေတဲ့သူကိုပွေချီလိုက်တယ်။အမတ်မထင်ပွေချီခံလိုက်ရတဲ့အတွက်ထံရနဲ့လူကအံ့ဩသွားပြီးဟဲ့လူရတယ်ကျုပ်လမ်းလျှောက်နိုင်တယ်။ခမားလမ်းချင်းတွေကိုလည်းကြည့်အောင်ဘွက်ကချင်းမျက်စိကြော်နေပြီ။ခမားနဲ့တွေ့သွားရင်ရောက်မှာမဟုတ်တော့ဘူး။လမ်းကောင်းတဲ့နေရာရောက်မှာတော့မှရိုင်နေနေပါဆို။ဟာဗျာခမားတော့တကယ်လူပဲ။တာအေးကတာမာပြီးတော့တောင်းတနေတဲ့သူဖြစ်တဲ့အတွက်သူချီပိုးထားတဲ့လူကိုအတားအယာပဲချီမနိုင်တယ်။ လမ်းစို့ဖြစ်ပြီးတော့မကြတော့ချိန်မှာအိမ်လေးတအိမ်ကိုရှာလာပြီးအဲ့ဒီအိမ်တီရှီယာအိမ်ဝိုင်းနဲ့ဝင်ခိုင်းတဲ့အတွက်ဝင်လိုက်တယ်။အိမ်ဝိုင်းနဲ့ရောက်တာနဲ့တာအိယာအိမ်လူမြေပြင်ပေါ်ချပီးလိုက်ပြီးကဲခမည်းအိမ်ကိုရောက်ပြီကျသွားတော့မယ်ဗျာ။တခုတော့ပြောတပြေစုရောဘယ်ဘက်ကသွားရမှာလဲ။ခမည်းလည်းဗျာပြန်တော့မလို့လားမပြန်သေးပါနဲ့ဗျာကျခမည်းကိုကောင်းကောင်းဧည့်ခံပါဦးမယ်။ရှာရခမရတရားဒါပျောက်သွားအောင်လားလို့ကြောက်တော့မပူနဲ့မနှက်ဖြန်တပတ်ခါလောက်ဆိုကောင်းသွားပြီတပြေစို့ကြောက်ကိုယ်ရိုင်းလိုက်ပို့ပေးမယ် ဘာလဲအဲ့ရနာမည်ကြီးနေဆရာမြရာဆိုတဲ့ကောင်းစီကိုတောင်းမလို့လားခမရမြရာကိုတီးလို့လားတိတ်တိတ်ရပါဗျာအောက်လန်းကောင်းလေအဲ့စကားကြောင့်တာအေးမျက်နှာနေငယ်ပြတ်သွားတယ်သူကလည်းအောက်လန်းပညာသေးတောင်ဖြစ်နေအောင်ကြမှာအဲ့နောက်တာအေးကမြရာရဲ့အကြောင်းတီးပုံရတဲ့သူကက်တင်ထားတဲ့သူစူးစိုက်ကြည့်ပြီးတောက်ထဲသွားတာထက်ဒီလူနဲ့သွားတာပို့ပြီးတော့အကျိုးရှိနိုင်တယ်လို့တွေးမိသွားပြီးတော့အေးဗျာအဲ့ဒါဆိုလေကျွန်ခမကြီးမှာခဏနေမယ်ထနေခမကြီးတောက်ထဲနေရလားဖေရသား ကျုံမမနဲ့ကြောက်ရောက်ခမရှိသည်တနေ့ခမနာမည်ဟာကျုံနာမည်တာအေးကဲကိုတာအေးကျုံနာမည်လဲမှတ်ထားငပိတဲ့ဗျနာမည်နဲ့လူနဲ့လဲလိုက်မဲ့ပုံပဲဟာခမရတော့လေတကယ်ကိုပွင့်လင်းတာပဲလာဗျာဟိုကုတ်ပြစ်မှာထိုင်ကြအောင်တာအေးကငပိကိုတွေ့ပြီးအရှိကုတ်ပြစ်လေးမှာအတူထိုင်လိုက်တယ်သူတို့ညောက်ထိုင်လိုက်တာနဲ့ပကံလုံးတစ်လုံးလက်နှစ်ဖက်နဲ့တည်လာတဲ့အမျိုးသမီးတောင်နဲ့အင်းကြီးတွေကိုစူးစီးပြီးတော့စက်ထောက်ဖြစ်ပြုတ်လုပ်ထားတာကိုကင်ပြီးရဲ့နောက်အိမ်ထဲကထွက်လာတဲ့အကြီးတောက်ကိုတွေ့လိုက်ရတယ် သူမတို့နှစ်ယောက်ကကပြက်မှာဝင်ထိုင်ပြီးငပေးကိုကြည့်ပြီးပကံလုံးကိုကင်ထားတဲ့အမျိုးသမီးအောင်ဥစွာစကားဆိုရယ်ငပေးဒီနေ့အသက်နဲ့ခန္ဓာတွဲရရှိနေသေးရပေါ့ဟုတ်လားမိမဧည့်သည်ပါရယ်နင်စကားကိုကြည့်ပြောငပေးရဲ့စကားကြောင့်မိမလို့အမိရတဲ့အမျိုးသမီးတာအေးကိုစောင်းခဲ့ခြင်းအမေးစကားဆိုလာရယ်ရှင့်ကိုကြည့်ရတာဒီနားရွာတွေကမဟုတ်ဘူးထင်တယ်ဟုတ်ပါရယ်ဗျကျောက်ကထမ်းမင်ကုန်းဘက်ကနေလာခဲ့တာပါထမ်းမင်ကုန်းဆိုတာအဝေးရယ်ဘလို့လို့ကျောက်ကိုကြာငပေးနဲ့တွေ့လာတယ် သူ့လူ၃ယောက်ဝိုင်းရိုက်နေတာတွေ့လို့ကျုပ်ဝင်ကြားပြီးတော့အခုအိမ်ကိုပြန်ပြီးလာပို့ပေးတာမိမောကတာအေးရဲ့စကားကြောင့်ပြောင်းလိုက်ပြီးသူမရဲ့မိခင်ဖြစ်သူကိုကြည့်ပြီးတော့အမေအမေတမကိုကယ်တဲ့လူဟာရှိသေးရဲ့နော်ဟုတ်ပါအံ့ဩစရာပဲတာအေးကမိမောတို့ပြောနေအောင်နားမလည်နိုင်ဖြစ်လို့နေရပါဒီခါမှအရှိယာတာအေးကိုကြည့်ပြီးမောင်ရဲ့စီနာတော့လေးစားပါတယ်ဒါပေမဲ့ဒီမသားသေဖို့ထိုက်တယ်ဗျာမောင်ရမသိလို့နော်သူကစက်တိုက်တယ်ဖဲရိုက်တယ် သူ့ကြက်မတိုက်အောင်ကြက်တွေရောင်းပြလည်းမရဘူး။သူများတိုက်တော့သွားလောက်နေ။တခါမှလည်းနိုင်နေစွာမရှိဘူး။အကျွေးရတော့ယူတတ်ပါတော့။သူ့ရုံတဲ့သူတွေကလည်းယုံနေ။ငွေတွေချီးပြီးပြန်မရတော့အခုလိုထိုးကြိတ်ကန်ကြောက်အလုတ်ခံရတာပဲ။ဒင်းဘယ်နေမသားပုံမမသိဘူး။အရှင်နဲ့မိမောင်ကအဲ့လိုမကြည်မနဲ့ပြောဆိုနေပေမဲ့သူမတို့နှစ်ယောက်စလုံးကငပေးရဲ့ဒဏ်ရာတွေကိုစေကြောတန်ဆင်ပြီးစွတ်ထုတ်ထိုးပေးနေ။အဲ့နောက်ငပေးကသူ့ရဲ့ရောက်ခမဖြစ်သူကိုကြည့်ပြီးအမေမနေ့ပြန်တပတ်ခါလောက်ထိကိုသားရဲ့ကျုပ်တို့အိမ်မှာနေလိမ့်မယ်။အေးအေး ကျုပ်နည်းနည်းတတာနဲ့တို့တပြေစုကိုလိုက်သွားလိုက်အောင်မေဟဲ့ငါပေနင်လူလောကကြီးရဲ့မနေကျင်တော့ဘူးလားညရာနင်အသေးသက်ချင်နေရနော်စိတ်ချပါဗျာကျုပ်ကသူမတွေ့စေရပါဘူးလိုက်ရင်လည်းလိုက်သွားပေါ့နင်သေးတော့လေတို့သားမိဝွတ်ကျွတ်တာပေါ့တာအီးကငါပေတို့မိသားစုကြည့်ပြီးနားမလည်နိုင်ဖြစ်နေအခုအိမ်မှာတညဒါမှမဟုတ်နှစ်ညအိပ်ရမှာဘယ်ဝင်လေးလို့နေရဒါပေမဲ့ငပေးနေမြရာပြဿနာတစ်ခုရှိနေအောင်သိထားတဲ့အတွက်သိခံမိနေမယ်လို့သာစိတ်ကိုဆုံးဖြတ်လိုက်တယ် ငပေတော့ရဲ့အိမ်မှာနေထိုင်ရတာထင်ထားမရတဲ့တလွဲဖြစ်နေရကြောင်းအံ့ဩနေရတဲ့သူဟာတာအေးဖြစ်ပါတယ်။အပြောဆိုပေမဲ့လည်းစိတ်ထားကောင်းတဲ့ငပေရဲ့ယောက်ျားမနဲ့ငပေရဲ့မိန်းမမမုံတို့ကသူ့ကိုကောင်းမွန်စွာပဲအဲ့ဝတ်ပြုကြတယ်။သူမတို့ယောက်ျားကသူ့ကိုငပေရဲ့အကြောင်းထိုက်တင်တယ်လို့ပြောပြတယ်။မောင်ရင်ကျွတ်တမတ်ငပေကအရင်အဲ့လိုမဟုတ်ဘူးလိမ့်ပါတယ်။နောက်ပိုင်းမြန်ရဆိုတဲ့အောင်လန်းကောင်းတဲ့ပေါင်းမိမှအခုလိုတွေဖြစ်သွားတာ။ဘလို့ဖြစ်တာလဲဗျကျွတ်မရှင်း ဘာတွေဘလို့ဖြစ်ကြရလဲတော့အရှိလည်းမသိပါဘူးကွယ်။သူကလည်းမပြောပြအောင်လေ။အခုလိုဖြစ်နေရ။ညရာကြောင့်လို့ပဲပြောရတယ်။အရှိရဲ့စကားကြောင့်တာအေးဘလို့မှတွေးမြအောင်ဖြစ်နေ။အားကြောင့်အရှိတို့ပြောပြတာတွေကိုနားထောင်ပြီးအင်းအောင်ကပြမှာသွားထိုင်လိုက်တယ်။မကြသောအချိန်မှာငပီရောက်လာပြီးသူ့နာမှာထိုင်ပြီးအသက်ခတ်တိုးတိုးနဲ့ပြောလာတယ်။ကုတာအေးခမရလည်းအောင်လဲပညာသေးပဲမလား။ခမရဘလို့လို့သိနေလဲ။ခမရကိုကြည့်ကြရသိတယ်။ညရာနှိမ်နှင်းမှုလူလှုပ်လိုက်တယ်လို့ကျုပ်ကလူတယောက်ကပြောထားတယ်။ပုံတံတန်ကပါကျုပ်ကပြောထားတယ်။ ဘာလို့လဲအဲ့ကိစ္စဘာလို့ပြောတာလဲလေးຫນွယ်လေးဗျာထမင်းကုန်းရွာလေးຫນွယ်ကခမရကူညီပေးဖို့ချက်ကိုပြောထားတယ်။တာရဲ့အလွန်အံ့အားတင့်သွားတယ်။သူအံ့အားတင့်နေရသတိထားမြင်ငပေးရခပ်ပြုံးပြုံးအမူအရာနဲ့အနားကိုကလာပြီးတီတိုစကားဆိုလာပြန်တယ်။သိတ်အံ့အောင်းနေတဲ့ကိုလူဒီရွာမှာလည်းပညာသည်တွေရှိရကျုပ်ကိုယ်တိုင်ပညာမတတ်ဘူး။ဒါပေမဲ့ပညာသည်တွေတော်တော်များများနဲ့ကျုပ်သိတယ်။ခမရဘလို့လို့ပညာသည်နဲ့သိရလဲ။ စမ်းနေပြကျုပ်အဲ့လိုပညာတတ်တဲ့လူတွေကိုကြည့်ရင်လေသူတို့ရဲ့ကိုယ်ကနေအခွန်ငွေတွေထွက်နေရမြင်ရတယ်အခုလည်းခမောင်းတေးချာကြည့်အဲ့လိုအခွန်ငွေတွေထွက်နေရပဲကျုပ်ကအဲ့လိုတွေမြင်ရတော့ရွာရဲရဲ့ပညာတွေတွေဘသူဘဘဆိုတာသိရလေသိရတဲ့အချင်းသူတို့အကျိုးအကြောင်းတွေသွားပြောပြတော့သူတို့ကကျုပ်မြင်နေရတဲ့အရာတွေဘသူမှမပြောဘူးတားတယ်ကျုပ်ကပေးကြကန်းကြရဲပေါ့ဗျာအဲ့လိုနဲ့ပညာတွေနဲ့သိလာလင်းတွေရလဲပညာတွေဆိုတော့ရွာလာရင်နဲ့သိသွားတယ်ဆိုပါတော့ခမောင်းဟာအဆက်မဲ့ဗျာ ဒါနဲ့ညံ့ရတဲ့ခမားဘယ်လိုပြဿနာတွေတက်နေရလဲအဲ့ဒါတော့မနေ့ဖြန်မှကျတို့တပြေစုသွားရင်လည်းပြောပြမယ်ဗျာဒါအေးကသူသိလို့ရတဲ့အကြောင်းမနေ့ဖြန်ပြောပြမယ်လို့ဆိုတာကြောင့်ကျင့်နှက်သွားတယ်အဲ့တော့သူတို့ညောင်စမိဆိုင်ရာစကားတွေပြောရင်ကုတ်ပြမအချိန်ကုန်လိုက်ကြတယ်မိုးရေရွာထားတဲ့အတွက်လှဲလမ်းမှာဖုန်းတော့မရှိဘူးတချို့နေရာတွေမှာရေတောင်မှဝက်လို့နေသေးတာလဲလန်ရဲ့ဘေးဘီဝဲရမှာလဲစိတ်ဆုံနေရဲ့မျက်ပင်တွေရှိတယ်။လဲလန်ပေါ်မှာတော့ဖနက်ကိုလက်ကကင်ပြီးလမ်းရှောင်နေရဲ့လူရဲ့နှောင်းရှိနေတယ်။ ဲ့လူရဲ့နှစ်ယောက်ကငပိနဲ့သာအေးပါငပိကမျက်နှာအရောင်တိတ်မြော့သေးပေမဲ့လည်းနာမည်နဲ့လိုက်ဖက်စွာပိပိတတိနေတတ်တဲ့သူဖြစ်တဲ့အတွက်သူ့ရဲ့မျက်နှာဖူအောင်ခြင်းကိုအရှိမလုပ်ဘူးသာအေးကသူ့ရဲ့ရှေ့ရနေလမ်းလျှောက်နေငပိကိုလှမ်းမိစကားဆိုရယ်ကိုငပိငပိလိုပဲခေါ်စမှာဗျာကိုထဲခေါ်ခံရတာတမျိုးကြီးပဲအေးဗျာပြီးတော့ခမရနဲ့မြရတော့တက်ခဲ့ပြဿနာပြပြမယ်ဆိုတိတ်အထွေထူတော့မဟုတ်ပါဘူးဒီလိုစကားကြော်လိုက်မြရနဲ့ကျုပ်ဒီဘွားရောက်သွားတာပဲပြောစမ်းပါဦးဗျာဘလို့ဖြစ်တာလဲ ခမသိရဲ့အတိုင်းပဲလေကျုပ်ဆိုတဲ့ကောင်ကပညာသည်တွေနဲ့အပေါလန်းတဲ့တယ်လေတပြေစုကိုသွားတော့ကျုပ်မြရာနဲ့တွေ့တာပဲအစတော့ပေါလို့တင်လို့အဆင်ပြေရဲ့ဗျသူ့အကြောင်းလဲကျုပ်သိရမှာမဟုတ်ကြအဲ့တော့ကသူကအထက်လန်းဆရာရောမဆောင်သေးဘူးဟုတ်လားကဲဆက်ပါအောင်အဲ့တော့ကျုပ်တို့ခင်သွားကြရဲပေါ့ဗျာသူကဖဲလဲရိုက်တယ်ကြက်လဲတိုက်တယ်ဒီနေ့ကျတော့ကျုပ်ဆရာငွေတွေကိုယူလောက်မျိုးရှုံးသွားတာပေါ့ ကျုံွယ်ရီရှုံတော့ကျုပ်ကလည်းဒီလောင်းကစားတွေလောက်တာမကောင်းတဲ့ကြောင့်တလန်းလုံးပြောပြတာပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်ကျုပ်စကားပြောလို့မရတော့ဗျအားစိအထက်ခံလိုက်ရတယ်ကျုပ်လည်းညရာကိုကြောင်ပြီးကြည်နေမိရပေါ့ပြီးတော့သူကကျုပ်ကိုလက်ညှိုးထိုးပြီးပြောရဲဗျမင်းတပွားလုံးလောင်းကစားပဲလောက်ရမယ်အကျွေးတွေနဲ့ချင်းငါပြီးတော့လောင်းကစားသမားတယောက်ဖြစ်နေရမယ်အဲ့လိုမလုပ်တဲ့နေ့ကျုပ်မိမနဲ့ကျုပ်ရောက်ခမတည့်ရနေဆိုပြီးတော့ကျုပ်ကိုချင်းချောက်သွားတယ်အဲ့ဒီနေရာစပြီးတော့ကျုပ်အခုလိုဘဝကိုရောက်လာတာပဲ ကျုပ်တပတ်တစ်ခါလောက်အကျွေးတောင်းမခံရဘူးအထိုးစိတ်မခံရဘူးဆိုရင်တော့ကျုပ်မိမဒါမှမဟုတ်ကျုပ်ရောက်ခါမှာအမြဲလိုလိုတစ်ခုခုဖြစ်တယ်အဲ့ဒါကြောင့်အခုလိုတွေလုပ်နေရတာကျုပ်သူ့ကိုသွားပြီးတောင်းမှမသေးတယ်နောက်တစ်ခါသူ့မျက်စိရှေ့ရောက်လာကျုပ်ကိုတတ်ပြစ်မယ်ရဲ့ဗျာဒီလိုအတော်ဆိုးရဲလူဒါအေးကငပေရှည်လျားစွာနဲ့ပြောပြနေရကိုခေါင်းတဆက်ဆက်ညှိပြပြီးနားထောင်နေအဲ့နောက်သူကငပေကိုကြည့်လိုက်ပြီးကဲငပေခင်ဗျာဘာမှမပူတော့နဲ့ဒီကောင်ကျုပ်မှတ်လောက်သားလောက်ပညာပေးပြမယ် ညရဆိုတဲ့ကောင်ကအခုတပြေးစုမှာစီးဆရာဟန်းဆောင်နေရဒီကောင်ကတခုခုကြိတ်ကြံနေရဗျကျုပ်သိတယ်လူတွေကလည်းခတ်တယ်ဗျအမှားမှမစင်ကြင်နိုင်ကြဘူးအခုညရကတပြေးစုကလည်းရဲစရဲတွေခေါ်ပြီးမင်းမှုနေဟာရွာလူကြီးရောက်မှသူ့ကိုကြောက်နေရတယ်ကိုသားအေးဟွန်းအဲ့လိုဆိုပြန်တော့လေကျုပ်တို့တွေအတွက်တော့လွယ်တော့မလွယ်နေဘူးပဲအခုတပြေစုရအောင်ရှာရင်ဘယ်ကနေစလုပ်ကြမလဲအဲ့တော်တော်မပူနဲ့ကုသားအေးကျုပ်ကိုတူလိုသားလိုခင်တဲ့ပညာတဲ့အကြီးတယောက်ရှိရဲ့သူ့စီသွားကြတာပေါ့အားဆိုလဲကောင်းပြီလေသွားတာပေါ့ အေးနဲ့ငပေးဟာစကားတပြောပြောနဲ့တပြေစုရာကိုသွားနေကြတယ်။မယမ်းပင်ကြီးတွေနဲ့ပိန်းနေပင်ကြီးတွေအပါအဝင်နှစ်ရှည်တီးပင်ချားပင်ကြီးတွေရှိနေတဲ့ဥယျာဉ်ချမ်းကြီးရဲ့မှာအိမ်လေးတစ်အိမ်တည်းရှိတယ်။အဲ့အိမ်လေးရဲ့မှာရေနံစီမိကွက်လေးထွန်ထားပြီးတော့မိကွက်ရဲ့တစ်ဖက်တစ်ချက်မှာအသက်ရွယ်ကြီးရွယ်နေတဲ့အမျိုးသမီးကြီးတဦးနဲ့အသက်16နှစ်မြောက်သားရှိသေးတဲ့မိမငယ်လေးတို့စကားဆုံနေကြတယ်။ဖုန်းကောညို့အမေကြီးပါပြောထားလေရွာထဲမသွားပါနဲ့လို့မပြောဘူးလား။ဟုတ်ကဲ့ပြောပါတယ်။ အေးအခုဟိုလူရောက်มาမြရာနဲ့ကိုကြိုက်နေရတယ်လေအဲ့ဒါဘယ်လိုလုပ်မလဲကျွန်မမပြန်မကြိုက်တာအမေကြီးอ่ะဘာလို့ဆရာလို့လို့လဲဟေးမြရာဘာဆိုတာနေမသိရောလားကျွန်မသိရလေအမေကြီးအေးသိရနဲ့အေးဒီကောင်ကလွယ်တဲ့ကောင်တော့မဟုတ်ဘူးနော်အခုကမင်းသားခေါင်းဆောင်ထားတာဘဲစိန်မှာဘလူးကောင်ဖော်ပြဘလူးဆိုင်တီးမလဲမသိဘူးရွာရရဟာရရလဲအုံနောက်ကိုမရှိဘူးကို့မနေရာမမသိခြနေရာမမသိညီလဲအတူတူပဲညီအတွက်လဲရှင်လေးပါတယ်အေး အမေကြီးကလည်းကျမကကောင်းကောင်းမွန်မွန်နေနေအောင်ညီရွာထဲသွားတယ်လေသွားစားရှင်ငါသွားပါမယ်လို့ပြောတယ်မလားအခုဟိုကောင်ညီကိုတဏဆွဲဖြစ်နေရဆိုလားအိုးအဲ့တော့ကျမလည်းမတက်နိုင်ဘူးလမ်းမှာပဲတွေ့ရလေကျမစကားတော့လှည့်ပြောတာမဟုတ်သူ့ဘာသာဖြစ်နေကျမလည်းမတက်နိုင်ဘူးမီးပေါ်ညောင်စကားဆိုနေတဲ့ချိန်သူမတို့ရဲ့အင်္ဂလိပ်ရှေ့စီယာနေခေါ်တန်ကြတဲ့အတွက်ဘာစကားမှမပြောဘဲနားဆွနေကြတယ်။ဂျီယော့တင်ကြီးရုတ်ဂျီယော့တင်ကြီးအေးဘာလို့လဲ ကျငပေပါဗျဖိုးလေးရွာငပေလေဟဲ့ငပေလာလာမိုးတော်ချုပ်နေပြီလာလာအိမ်ပေါ်တက်ခဲ့ဂျီယောတင်စီလိုအမိရတဲ့အမျိုးသမီးကြီးကအိမ်ပေါ်တက်ဖို့အတွက်ခွင့်ပြုလိုက်တာနဲ့ငပေနဲ့တူတာအေးပါအိမ်ပေါ်တက်လာတယ်ဂျီယောတင်စီနဲ့သူမရဲ့မိမလေးဖုန်ငုံတို့ကတာအေးကိုစူးစမ်းတယ်လို့ကြည်ရင်ငပေကိုအမေးစကားဆိုလိုက်တယ်ငပေ तू ကဘသူရောသူ့နာမည်ကတာအေးတဲ့ဒီဘောင်အကြောင်းကိစ္စရှိလို့လာတာငပေရဲ့စကားဆုံးတဲ့အခါမှာဂျီယောတင်စီကတာအေးကိုသိချကြည့်ပြီး ကောင်းလေမင်းစာတရားပေးရလေကျုပ်ပေးပေးရွာပါပေးပေးရွာငါမကြားဘူးဒီဘက်ကရွာရင်းနဲ့ဆိုတော်တော်ဝေးတယ်ဗျအခုတော့ကြားစိုးရွာမှနေဘာကြားစိုးရွာလို့အတန်ကြာလိုက်တာနဲ့ကြီးတော်တင်ကြီးကအထိတ်တလန့်ဖြစ်သွားပြီးตาအေးကိုမယုံမကြည်ဟန်နဲ့ကြည်လာတယ်မင်းကကြားစိုးရွာမှနေတယ်ဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲတခင်မအခင်မေကိုတိလာ ဩအမခင်မလားသိတာဗောကျုပ်ကအမခင်မနေတဲ့အိမ်ဝိုင်းထဲမှာနေရလေဗျာဟင်အမခင်မသခင်မဘလို့ခေါ်လိုက်တယ်အမခင်မလို့ခေါ်တာလေဂျီယော့တင်စီယာအန်အောလုံးနေပြီးရဲ့နောက်နောက်ထပ်အမေစကားတွေကိုဆက်မိလာတယ်မိခုတီကိုဘာလာလောက်တာလေညရောင်အမခင်မနေဆရာဖိုးမောင်နှိမ့်နှင်းခိုင်းလို့ဗျအဲ့တော့ဆိုမင်းကညရောင်လာပြီးနှိမ့်နှင်းတာဗောကြီးတော်ရာကြားစိုးရောက်มาနေတယ်ဆိုရယ်ပညာတွေပဲဗောဗျာ အိမ်လေးပေါ်မှာပဲထိုင်မြော့စကားပြောနေကြတဲ့ချိန်အိမ်ပါဝါစီကနေခွေးပေါက်တကောင်ခန့်ရှိရဲ့လင်းဆွဲတကောင်ပြန်ဝင်လာပြီးကြီးရတင်ကြီးရဲ့ရှေ့မှာအော်မြည်နေဒီကမှာကြီးရတင်ကြီးကဥကောက်ညှိလိုက်ပြီးလက်ရန်ပြလိုက်တဲ့အခါမှသာလင်းဆွဲကအိမ်ပြန်ပြန်ထွက်သွားတယ်။အိမ်နောက်ကြီးရတင်ကြီးကအသားအင်းကိုကြည့်လိုက်ပြီးကဲမောင်ရီဇလန်းရောစပြီးညရရဲ့ကျွန်တွေကျုပ်မျိုးလာခေါ်နေရတဲ့လာပါစေကြီးတော်ရာအသားအင်းရဲ့အကြောင်းဒီကောင်နေကောင်းကောင်းသိစေရမှာပေါ့ ဟုတ်ပြီလေမင်းရဲ့အရေးချင်ဘလောက်ရှိရဲဆိုတာငါကြည့်မယ်ဟဲ့ငါဝိုင်းထဲမှာနေတဲ့ကောင်နဲ့ညင်ခန်းလိုက်မယ်မင်းရဲ့ချင်ကြည့်ရသေးရပေါ့ဂျီယော့တင်ကြီးရဲ့စကားဆုံးတာနဲ့တာအေးကခေါင်းညိတ်ပြီးသူ့ရဲ့လွယ်အေးကြီးရဲ့အစီရင်တွေထုတ်လိုက်ပြီးတော့ဂျီယော့တင်ကြီးရဲ့အင်စီကိုလှနေတဲ့ညရာရဲ့တပည့်တွေရင်ဆိုင်မှုအတွက်ပြင်ဆင်နေဆရာတော်များရှိတဲ့လူတစုကမိတို့တွေနဲ့ဒေါက်တာလက်နက်တွေကင်ဆောင်ပြီးဂျီယော့တင်ကြီးရဲ့ဥယျာဉ်ခြံစီကိုသွားနေကြတယ် သူတို့ရဲ့ခေါင်းဆောင်ပြဟန်တူရဲလူရဲ့တယောက်ကဆံကိုလှမ်းပြီးတော့မြင်နိုင်တဲ့နေရာအရောက်မှာဥစာရက်တန်လိုက်ပြီးစံနဲ့နောက်လိုက်နောက်ပါရီကိုအတန်ခတ်မှမှနဲ့စကားဆိုတယ်။မင်းတို့တွေမှတ်ထားကြဖူးငုံကိုတော့ထိလို့မဖြစ်ဘူးကြားလား။စုံမကြီးကဖူးငုံကိုသူ့မြီးဆိုပြီးတော့ပြူစားထားတယ်ဆိုတော့မင်းတို့လည်းဆရာမြရပြောထားလို့သိမှာပေါ့။ဟုတ်တယ်။ဖူးငုံကိုကျုပ်တို့စုံမကြီးလက်ထက်ကနေကယ်တရမယ်။ပြီးရင်ဆရာမြရစီကိုပို့ရမယ်။ငါတို့ရွာကိုတကြီးထက်ဆရာမြရပဲစောင့်ရှောက်ပေးနေ။ဟိုတလောကတခြားရွာတွေမှာလူတွေသေးတယ်။တို့ရွာလူတွေသေးလို့လား။ မသိဘူးလေနေမကောင်းတဲ့သူတွေဆိုရင်လည်းဆရာမြရာပဲကုပေးတော့မလားဟုတ်တယ်အေးအဲ့ဒါကြောင့်ဆရာမြရာရဲ့စကားကိုတို့တွေနားထောင်မယ်ဖူးငုံအသာတကြီးခေါ်လို့မရရင်တော့ရတဲ့နီးနဲ့ခေါ်ရမယ်စုံမကြာတို့တိုက်ခိုင်းသူတေကိုတေပြန်ပြီးတိုက်ကြမယ်ဘလို့လဲညီနောင်တို့တိုက်မယ်မြရာရဲ့သစ္စာကံတွေကလက်နဲ့များကင်ထားကြရတဲ့ပြင်တွေးကြနေပြီးတော့တန်ပြန်အော်ဟစ်ပြီးတို့တွေဘလောက်တတိကောင်းကြောင်ကြွေးကြုံနေအိမ်တော်သူတို့ကခက်မြန်မြန်နဲ့ကြီးရောက်တင်ကြီးရဲ့ခြံဝိုင်းလေးကိုဝင်းမိုးတန်ဟန်ပြင်လိုက်တယ် သူတို့ကခြံဝိုင်းနဲ့ဝင်လိုက်ပြီးရဲ့နောက်မှာရှေ့ဆောင်ကဝင်ရောက်တဲ့သူတယောက်ကခြံလင်မှာရှိတဲ့အိမ်လေးစီတွားရဲလန်းလက်ညှိုးထုတ်ပြပြီးအတန်တုံတုံရင်ရင်နဲ့စကားဆိုရယ်ဟိုမှာမျက်လုံးမျက်လုံးအဲ့လိုလက်ညှိုးထုတ်တဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာအမောင်ရဲ့ထဲမှာမိကြီးကနှစ်ခုလားထင်ရှားနေတဲ့မျက်လုံးတစ်စုံကသူတို့စီကိုတွေးရွေးလှမ်းလို့လာနေမြင်လိုက်ရတယ်အားလုံးလေကြောက်စိတ်တွေကြီးစိုးသွားကြပြီးစက်တွေတည်သွားကြတဲ့အတွက်ခေါင်းဆောင်ဖြစ်တဲ့သူကအတန်ခတ်မှမှနဲ့အမိတ်ပေးတယ်။ဟဲ့အောင်လေမိတော့နဲ့လှမ်းပြစ် နော်မြင်ရရင်ဓာတ်နဲ့ခုတ်ကွာစုံးမိုက်အိမ်လာကြရဒီလောက်အနှောက်ရှောက်တော့ရှိမှာပဲမင်းတို့မသိဘူးလားသိချမယ်ဗျာမကြောက်နဲ့ရှေ့တိုးကြမြရရဲ့သစ္စာကံတပည့်တွေကလည်းကြောက်လန့်နေရနေတတိပြန်ကလာပြီးတချို့တော်သူတွေကလက်ထဲမှာရှိရဲ့မီတို့တွေနဲ့သူတို့မြင်နေရတဲ့မျက်လုံးတစုံရှိရာကိုလှမ်းပြီးပြက်လိုက်ကြတယ်သူတို့ပြက်လိုက်တဲ့မီတို့အလင်းရောင်ရဲ့အောက်မှာတော့တကယ်လုံးနမ်းမောင်းနေပြီးအခါလဲသားနွားပေါက်တစ်ခါလောက်ရှိတဲ့စက်တနတ်တစ်ခါကိုတွေ့လိုက်ရတယ် သူတို့ကမီးအောင်ရဲ့အောက်မှာစစ်တနက်ကိုမြင်လိုက်တာနဲ့အံ့ဩသွားကြပြီးခေါင်းဆောင်ဖြစ်သူမီးမြလိုက်တယ်။ကိုမင်းအောင်ကျွတ်တို့ဘလို့လုံးမလဲ။ပြည့်စရာလည်းဘာမှမပါခဲ့ဘူး။ဟုတ်တယ်စစ်တကြီးပဲဘလို့လုံးကြမလဲ။ဒီခါမှာဝင်းအောင်လိုအမိရတဲ့ခေါင်းဆောင်လုပ်တဲ့သူကတပြင်းတစ်ချက်ကိုချလိုက်ပြီးစစ်တတကောင်ကဒုစရအောင်လုံးကုတ်နိုင်မှလားကွာ။ရှေ့တိုးကြဟိဓာနဲ့သာခုတ်ကွာ။ခေါင်းဆောင်ရဲ့စကားကြောင့်စံတဲ့သူတွေကလည်းရှေ့ကိုတိုးလာတယ်။ အဲ့ဒီမဲနဲ့နေတဲ့စတဲ့ကြီးကဥကောက်ခါရမီသူတို့နေတူရှေ့ကိုတူလာတဲ့ချိန်တကောင်ကနေနှစ်ကောင်ဖြစ်သွားတယ်လို့အဲ့ဒီတကောင်ကဆက်ပြီးကောင်ခါလိုက်တာနဲ့နောက်ထပ်တကောင်ဒီလိုနဲ့အကောင်နေစင့်ပွားပြီးဆယ်ကောင်များဖြစ်လာတဲ့အတွက်မြရရတဲ့တပည့်တွေရှေ့ကိုမတူရတော့ ီခါမှာခေါင်းဆောင်ဖြစ်တဲ့သူကဒီခါမှာတော့ခေါင်းဆောင်ဖြစ်တဲ့သူကရှေ့ကိုမတူရတဲ့တပည့်တွေကိုအော်ဟစ်စေဆိုပြီးရှေ့တက်သွားတဲ့ချိန်စက်တက်တကောင်လှွားကနေဆိုသလိုသူ့ရဲ့ရှေ့ရောက်လာပြီးဂုတ်ကိုကိုက်ခဲမဲ့ဟန်ပြင်းပြီးမှမလုတော့ပဲရှင်ဘတ်ကိုလက်နဲ့ကုတ်ချတဲ့အတွက်အင်းကြီးများဆုပ်ပြေးပြီးရှင်ဘတ်တီပုံးပဲ့ကုန်တယ်အချိန်လေးမကောင်းမှန်းသိရတဲ့အတွက်မြရာရဲ့တစ္ဆာကန်တပည့်တွေကလည်းသူတို့ရဲ့ခေါင်းဆောင်ဝင်းအောင်ကိုခေါ်ပြီးထွက်ပြေးသွားကြတယ်သူတို့ရဲ့ခြံနဲ့အတော်လှန်လှန်ရောက်တဲ့အချိန်မှာတော့ခြံနဲ့အမျိုးသမီးတယောက်ရဲ့ကြေလောင်တဲ့ရည်တန်းကြီးထွက်ပေါ်လာပါတယ် တာအီယာတင်မလီကွေထိုင်နေရနေမတက်ထိုင်ရလိုက်ပြီးအိလီရဲ့အပြင်မှာကျန်လောင်စွာရှီမောနေတဲ့ဂျီယော့တင်ကြီးအနာကိုတွားလိုက်တယ်။သူ့ရဲ့မျက်နှာနဲ့ဂျီယော့တင်ကြီးကရှီမောနေအောင်ရလိုက်ပြီးမောင်ရင်ကိုတခင်မဘာလို့ကြားစိုးရအောင်ခေါ်ရဲဆိုတာဂျီယော့သိပြီ။ကဲကဲမောင်ရင်တိတ်ကြော်တယ်။ဒါနဲ့ဟိုကောင်ကိုက်တက်မဲ့ဂျမီမဘာလို့မတတ်တာလဲ။ဂျီယော့ကျက်ကလူတက်ချင်လို့ဒီပညာသင်ခဲ့တာမဟုတ်ဘူးလေ။အေးပါထားလိုက်။အိမ်မပြန်သွားအောင်မင်းတို့မှမင်းတို့အတွက်ထမင်းပြင်ပေးနေ။ ဟုတ်ကဲ့ကြီးရောကျုပ်တီကိုရောက်နေရမျက်ရောင်မသိသေးဘူးအဲ့တော့ကျုပ်ရှိနေရလို့ထင်မှာမဟုတ်ဘူးဗျဒီကောင်တီကိုရောက်လာလို့တယ်လာမစိတ်ချဒီကောင်ကကြီးတော်တက်ပြီးတော့ကြီးတော်ရဲ့မြီးကိုလိုချင်နေရမျက်ရောင်ဆိုရဲတနာယူပါဆုံးပြိုရီကိုကြီးရှာနေရလေဟုတ်တယ်ကျုပ်မိတ်ဆွေကိုတော့မဒီကောင်ဖမ်းဖို့လုပ်သေးတယ်ကဲကဲမင်းတို့လည်းပင်မနေရောပေါ့လာအိမ်မော်တော်ကြီးထမင်းစားကြအောင်ကြီးတော်တင်စီဦးဆောင်ပြီးရှေ့စောကနေအိမ်မော်တက်သွားတယ်အိမ်လေးပေါ်မှာတော့ဖုံးကုန်တဲ့ငပေတွေကထမင်းစားဖို့အတွက်ပြင်ဆင်ပေးပြီးဖြစ်ပါတယ် ဖူးငုံကတာအေးကိုပြုံးပြပြီးကိုတာအေးလာလေးထမင်းစားအောင်ဟုတ်ကဲ့ညီမလေးတာအေးထိုင်လိုက်တာနဲ့ဖူးငုံကတာအေးစားမဲ့ထမင်းပကံလေးကိုဟင်းနေထည့်ပေးလိုက်တယ်အဲ့ဒီအချိန်အားကြောင့်ငပေနဲ့ကြီရောတင်ကြီရောဖူးငုံငေးကြည့်နေမရှိုင်းလိုက်တာကွာမင်းတို့ကောင်တွေဆဲရောက်သွားတော့စုံမတကောင်မနိုင်ဘူးလို့ပဲကျွတ်တို့မသိရပဲကန်ကောက်နေဆရာမရရတော့ဆမ်းပါကွာစုံမတကောင်မင်းတို့ဆဲရအောင်ဘယ်လိုလုပ်တတ်နိုင်မှာလဲ ကျွတ်တရမျက်လဲပြနေမှမဟုတ်ဘူးဆရာမရ။ကျုပ်ရင်ဘက်ကဒရာတွေကိုပဲကြည့်လေ။ဝင်းအောင်ကသူ့ရင်ဘက်ဆရာနေစသစ်ကုတ်ထားတဲ့ဒရာတွေပြပြီးစကားဆိုလိုက်တယ်။ဒီခါမှမရရဒရာတွေကိုကြည့်ပြီးဆုံးတယောက်ကမင်းတို့ဒီလောက်ထိထိကန်အောင်လုပ်နိုင်တယ်ဟုတ်လား။မင်းတို့အဲ့ဆုံးမှတိုက်တာကိုသိကြရလား။သေးကြတယ်ဆရာမရကျုပ်တို့ပြီတော့သူကနောက်ကနေဟားတိုက်ရည်နေတာဗျညရာတောင်ပြင်နာပြင်ကင်းအိမ်ကြီးရဲ့ခေါင်းရင်းကမှာတင်မလီခွင်ထိုင်ရနေစဉ်းစားနေသူ့ရဲ့ရှိမှာတော့တပည့်ဖြစ်သူတွေထိုင်နေကြတယ် အိမ်နာမြရာအလေးနဲ့စဉ်းစားလိုက်ပြီးကဲနောက်နေ့လခွေနေ့ငါကိုယ်တိုင်အိတ်ချောင်းသွားမယ်ဖူးငုံဆိုတဲ့ကလေးမလေးကိုရမှဖြစ်မှာ ပြီးတော့မင်းတို့ကောင်လေးငါတို့ခုခိုင်းမယ်ထမ်းမင်ကောင်ကလေးနွယ်ဆိုတဲ့ကောင်မလေးကိုလည်းရအောင်ခွာမယ်ကြားလားဟုတ်ကဲ့ဆရာညရစုံးပြုံမလေးများအားဖန်းစီရန်အတွက်ကြံစီနေအောင်ဖြစ်ပြီးတော့လခွေညမှာတော့ကြီးရတင်ကျဲဥယျာဉ်ကိုတွားရောက်ပြီးသူ့အကြောင်းပြရမယ်လို့စိတ်ပိုင်းဖြတ်ထားလိုက်တယ်ဟုတ်ကဲ့ပါရှင် ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့ပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော် နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတျောက်ချင်းစီတိုင်းကိုလည်းကြီးစုထူပဲတရှိပါရရှင်။